ထိခိုက်ကွက်အလွယ်ရပေါ့နော်ဒါပေမဲ့အပေါ်ရမှာဆိုရင်နှာဆိုင်တူကအရင်မှကြောတဲ့ဟန်ဆောင်ဟန်ဆောင်ထားတာပေါ့ချစ်တာတော့အရင်ချစ်တတ်တယ်တင်တာယူမယ်ဆိုရင်တော့ထိတ်ဆုံးကโนဒီတစ်ခါဆိုရင်တော့ကိုကအချစ်ပဲခံတော့မယ်မချစ်ချင်တော့ချစ်ရပြန်ပါချစ်ရတာပြန်ပန်းသွားပြီအဲ့တော့အချစ်ပဲခံတော့မယ် တယောက်တည်းပါတယောက်တည်းပါအရင်ကတည်းကတယောက်တည်းအခုလည်းတယောက်တည်းပါမလို့မလို့အတော့တာမဟုတ်ပါဘူးအမေအချက်ကတော့ရှိတယ်အချက်ကတော့ဘလို့ပဲဖြစ်ဖြစ်ပဲအချိန်ပဲဖြစ်ဖြစ်ဆိုင်းလူစင်မှာအချက်ကတော့ရှိတယ်ဆိုင်းလူနဲ့တကယ်ကိုအာစိတ်သဘောထားတိုက်ဆိုင်နေတူမတွေ့သေးလို့လည်းဖြစ်ဖြစ်မှာပေါ့အဲအိတ်စေအိတ်စေတတ်မှတ်တတ်မှတ်ပါတယ်အကုန်လုံးအေးပေါ့နော်အမားတွေလားအိတ်စေလားအမားတွေ X လို့မတတ်မအောင်အမားလေးဘယ်စားလို့ X လို့မတတ်မအောင် X လို့မတတ်မအောင်ဟိုတင်ငန်းစာလေးရေးဖြစ်တာရေးရှိတာอยู่ยาล่ะบ่ดาเนี่ยကိုယ့်ရဲ့ဒီကိုယ့်ရဲ့ဒီအရင် relationship တွေเนี่ยပတ်သက်ပြီးသူတို့တွေသူတို့တွေဆီကကောင်းတဲ့အချက်တွေလဲကိုယ်လဲယူခဲ့သလိုကိုယ့်အတွက်မကောင်းတဲ့ဟာတွေဆိုလဲစွန့်ပစ်ခဲ့တယ်အဲ့တော့ဘူးအလုံးနိုင်တဲ့ဟာတော့ချင်းလုံးနိုင်မှာပါ အဲချွတ်ချွတ်တော့မလုပ်နိုင်ခဲ့ဘူးဆိုင်းလူကလေပုံစံရတာဆိုင်းလူကလည်းအရန် strong ဖြစ်တယ်ဒါပေမဲ့လေဆိုင်းလူရဲ့တကယ်ကိုယ့်ရဲ့အဲ့လိုမျိုးမတိတဲ့သူရဲ့ကြာဆိုင်းလူဆိုရင်အရန်အဲ့လိုမျိုးนุญญะเนี่ยလို့ပြောရမလားစိတ်ထားအရင်နုညံ့တယ်အဲ့လိုမျိုး lover girl တော့ဖြစ်တယ်အာအနုအနုပညာရှင်တမမလို့လားမသိဘူးအဲ့လိုမျိုးအကုန်လုံးလဲဒီကိုယ့်ရဲ့မသိရတာဆိုဆိုင်းလူဆိုလဲထိခိုက်ကွဲအလွယ်อ่ะပေါ့เนาะဒါပေမဲ့အပေါ်ရမှာဆိုတော့ဆိုင်းလူကအရင်မကြောတဲ့ဟန်ဆောင်ဟန်ဆောင်ထားတာပေါ့ဘယ်ကောင်မလေးချစ်တော်ချစ်တတ်တယ်နော်ချစ်တာတော့အရင်ချစ်တတ်တယ် င်တာယူမယ်ဆိုရင်တော့ထိတ်ဆုံးပါအများနဲ့โอ้พี่เนี่ยไซต์เลยเนาะเออแล้วก็โกติเกตบ้อจ้าได้ดูဆိုရင်တော့ကိုတကယ်ဟိုချက်မျက်နိုးရဲ့သူဆိုရင်တော့တကယ်ကိုဂီယူဆိုင်ပါတယ်အိမ်ထောင်ကြီးတော့အဲ့လိုမျိုးတော့အားမကြဘူးဆိုင်တော့ပါလေအကုန်လုံးဘေးနာတငယ်ချင်းနေအားလုံးပဲဖြစ်ဖြစ်အိမ်ထောင်ကြီးတော့အားမကြဘူး ကလူတွေအိမ်တော်ကြတော့ပဲခလေးတွေမျိုးတွေကြတယ်။ဟဲ့ဆိုင်းတွေတငယ်ချင်းဒီဘောနအနုပညာတဲ့မဟုတ်တဲ့အပြင်းတငယ်ချင်းတွေဆိုလည်းတော်တော်များများအိမ်ထောင်နေကြပြီးကလေးတွေဆိုလည်း၂ရက်၃ရက်လောက်ရနေကြပြီ။အမြဲတမ်းအရန်မဲလုပ်နေရတာ။အရန်မဲအရန်အရန်အရန်နဲ့တင်ရပြီ။အမြဲတင်မတယောက်တည်းလပ်ပါမယ်လေ။မဟုတ်လား။ပြင်းပြင်းထန်ထန်လာတော့အရန်လုံးမယ်လို့ဂရိပေးတာရှိတာရှိရဲအဲ့လိုအဲ့လိုမျိုးပဲအရန်မဲ့လုံးမယ်လို့ကိုယ်လည်းရမယ်ဒီလောက်ကြာအဲ့ကိုယ်လည်းကခဏပြောလို့ပဲလေလူတော်မှ ်ကိုကနဲ့ကိုကိုအလုံးနဲ့ကိုရှုပ်နေရောလေတေချာလေးတောင်မှတေချာတော့မှမစင်စားရတယ်အဲ့လိုမျိုးကိစ္စတွေအခုကတော့အလုပ်ပဲတွေးကြတွေးတာအင်းအခုတော့အလုပ်ကိုအဓိကလေးတွေးထားတယ်ဒါပေမဲ့လည်းပြောလို့လည်းမရဘူးပေါ့နော်တစ်ချိန်တစ်ခါမှတွေ့ရင်လည်းတွေ့ပါနိုင်တယ်ဒါပေမဲ့ဘယ်ချိန်လဲတော့မသိဘူးပေါ့နော် no ဒီတစ်ခါဆိုရင်တော့ကိုကအချစ်ပဲခံတော့မယ်မချစ်ချင်တော့ဘူးချစ်ရပြန်ပါချစ်ရတာပြန်ပန်းသွားပြီအဲ့တော့အချစ်ပဲခံတော့မယ် တတိယလည်းဆိုရင်ဆိုင်းလူတတိယဟာဆိုရင်မဂ္ဂဇင်းတွေဆိုတတိယရတယ်ဒီမဂ္ဂဇင်းရိုက်တဲ့ဒီ photo shoot editorial တွေရိုက်တတိယရတယ်ပြီးရင် fashion show တွေတတိယရတယ်အခုနောက်ပိုင်းဆို fashion show တွေကတိတ်တော့လည်းတိတ်တိတ်မတွေ့ရတလို့ပေါ့နော်အရင်တော့ဆိုရင် fashion show တွေကလည်းအများကြီးပဲအဲ့လိုမျိုးလာအာဒီဇိုင်နာတွေနဲ့လည်းအကုန်လုံးအတူတူတွဲတွဲဖြစ်ပေါ့နော်အဲ့လိုမျိုးဟာလေးဆိုတော့ယန္တရီရအဲ့ကဲတကယ်တင်းနေတယ်ပေါ့နော်ဆက်တော့ပြောရအောင် အဆက်အသွယ်ဖြစ်တဲ့တကယ်ချင်းနေနဲ့ရောဒီအရင်ကအာခင်မတို့နဲ့ online တို့နဲ့ရောအဆက်အသွယ်ရှိပါတယ်အဆက်အသွယ်ရှိရတယ်။သူတို့ရောဘာလို့ပြောင်းလဲသွားပြီလဲ။အသူတို့ကျတော့အကောင်အိမ်ထောင်ကျပြီကလေးလေးတွေနဲ့ပေါ့နော်။အာ online တော့တားလေးနဲ့ရောပေါ့နော်။အခုဆိုသူနောက်တစ်ပိုက်လွယ်ထားသေးတယ်။ခင်မရောခင်မရောတမီလေးတမီလေး ်ကလေးကိုကအဲ့လိုမျိုးလေးခူးအန်တည်ရမလားအတော်အဲ့လိုမျိုးလေးအဲ့လိုအတော်အမိုက်စားပဲလုပ်တော့မယ်အတော်မိုက်စားအမိုက်စားပဲဆိုင်းလူရဲ့အကိုလေးတွေမှာလည်းအဲ့လိုမျိုးတမီးလေးတွေအကုန်လုံးဆိုင်းလူတို့မိသားစုစီမှာလည်းအကုန်လုံးကကလေးဟိုရှိပြီဆိုင်းလူအမြဲမေးရပေါ့နော်ဆိုင်းလူအကိုတွေဆိုလဲဘလို့လဲဆိုတော်ပြီလို့ကိုကလို့အတော်ပဲလုပ်တော့မယ်သူတို့တကယ်ချစ်ပေးတဲ့ခူးအန်မယ်လို့မယ် ဆုံးဖြတ်လိုက်ဆုံးဖြတ်ထားတယ်ပေါ့အခုလောလောဆယ်ပေါ့နော်အခုလောလောဆယ်ပေါ့နော်အာအဓိက character ပေါ့နော် character ကအရင်လဲစိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့ဘယ်လိုပြောမလဲစိုင်းလူစိုင်းလူလို့မြင်လို့မရမဲ့ character လိုမျိုးပေါ့အဲ့ဒီတော့စိုင်းလူလည်း ကိုကိုကိုအဲ့လိုမျိုး chance ပေးတာပေါ့နော်ဒီလိုမျိုး character လိုမျိုးက ရိုက်ဖို့အတွက်လည်းဒီတစ်ချာလေဒါဆို protection နဲ့အရင်ကောင်းကောင်းလေးလည်းဖြစ်တယ်ပြီးရင်ကိုရဲ့လူတွေနဲ့လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကလက်ခံဖြစ်သွားတာပေါ့ပြောဆောင်လို့ပဲနော်ကိုကလည်းနေလာမှလည်းတာစိုက်နေကြတယ်နော်อืมဟုတ်တယ်ဒီတစ်ချာလုံးမယ်ဆိုရင်တော့တစ်ချာလေးရောယူဆိုင်ပြီးတော့လုပ်တယ်အဲ့တော့ဒီနဲ့အာ မီဂရက်ဆက်တောင်းကိုခင်လာတဲ့မိမကြီးကကြာပြီလားကြာပြီသူနဲ့မင်းနဲ့ကတော့ပူကြတယ်မင်းနဲ့ကတော့ဟိုအရင်ကလေးကနေဒီနေ့ကကြတော့လဲကြာပြီသူနဲ့ကတော့အကုန်လုံးပွဲရည်နေမှာတော့အများဆုံးဖြစ်တာပေါ့နော် morning yes တော့တကယ်အမိုက်စားတွေလို့ဒါပေါ့အကုန်လုံးလက်လာလေး main လေး၃ယောက်တွေ့ရမှာ။ဘာများပြောချင်တာလဲရှိလဲဆိုရင်တော့အာအပေးပါပေါ့နော်ဘယ်လိုပြောမလဲဆိုင်းလူနဲ့မတူတဲ့ပုံစံလေးလည်းမြင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုလည်းအပေးပါလို့အဲ့ဒါလည်းပြောချင်ပါတယ်